။အမပတ်စံမတ်တယ်မတ်တယ်ဆိုတဲ့နေရာမှာကိုယ့်ရဲ့ခွန်အားနဲ့ရတဲ့ပတ်စံမတ်တယ်။သူများရဲ့ပတ်စံမတ်မတ်ဘူး။အဲ့ဒီတန်တန်ရှင်းနဲ့ရလာတဲ့ပတ်စံမတ်ကိုမိမစီအချင်းနဲ့ကိုသားသမီးကိုပညာသင်ချင်တဲ့ကိုသားသမီးကိုကြွေးချင်တယ်ကိုမိဘကိုကြွေးချင်တယ်။အမကအသက်40တည်းရောက်ပြီ39ပြီ40တည်းမှဆိုအမတို့ကြိုးစားမဲ့အချင်းအမအလုတ်လုံနိုင်ဆိုရင်အချိန်ကဘလောက်ကြည့်ရမလဲအမအမြင်နဲ့လို့တွက်တယ်။တောင်းမေတခါလေး live မှာမရောကောင်းရင်တအဲ1နဲ့ကွာအ1နဲ့တော့တကြီးလိုက်ပြန်ကူဝင်မယ်ဆိုပြီးမြဲတဆေးကူးရင်လား တမင်းသားလေးလို့ချင်တယ်ရင်းနှီးစပါပြောစပါမားတယ်တားရတဲ့တားနှစ်တားပဲလုပ်မယ်ဟဲ့ဘာတားလဲဆိုမင်းသားတော့မဟုတ်တင်မောတာတယ်အဲ့လိုလဲပြောမှုတယ်သူကမင်းသားတော့မဟုတ်တော့တင်မောတာတယ်ဘာလို့ပတ်ဆက်ရလို့တဲ့ငငယ်လုံးတော့သူဘာလို့မဟုတ်ကွာမိဘကပတ်ဆက်လိုတယ်လို့ပတ်ဆက်ဝမ်းဖြစ်ဘူးလို့ကိုရပြင်းလောကပြောနေတဲ့အတန်တွေကြားလို့ဟာမင်းသားတွေပတ်ဆက်မင်းသားမင်းသမီးတွေပတ်ဆက်အများကြီးရတယ်ဘာညာပေါ့နော်ဒါပြင်းလောကပြောတဲ့အတန်တွေကြားလို့ရှင်ခလေးဆိုတော့နားရောင်ပြီးတော့အာဒီလူဆိုရင်တော့ဒီလို့ဆိုရင်တော့ပတ်ဆက်ရတယ်ဒီလို့ဆိုတော့ပတ်ဆက်ရတယ်သူကရှောက်ကြားပြီးတော့သူဖြစ်ချင်တိုင်းပြောပြောနေတာပေါ့ တာပတ်သက်အများကြီးရှာပြီးရင်အမေတို့ဘယ်လိုမျိုးတွေထားစေချင်တာလဲအမ်မေကိုအိမ်အကြီးရဲ့ပြီးရင်အဲ့မှာအိမ်မှာချက်ပုတ်ဟိုချက်ပြုတ်ပေးတဲ့ဟိုကအိမ်ကလူတွေထားပေးမယ်ပြီးရင်သားဖွားကိုလည်းအခန်းအကြီးထားပေးမယ်อืมตอนนี้ไม่กล้าหรอกอ๋อเมยอยู่แล้วเมยอยู่แล้วอคันเฉยเนี่ยถ่ายไปจนน่ะแล้วตาก็มินดาเลือกแต่ก็ไม่อยากให้ชาเลยอ่ะเดี๋ยวมินดาเลือกล่ะไม่สนอยากให้ชาจนหรอกล่ะอ๋อ တိတက်နေတော့ဒီရွယ်လေးကတော့တိတက်တယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ပတ်သက်အများကြီးရှာမိမဲ့ဆိုလို့တာမေတခါလေး లై ့မှမရောင်းကောင်းရင်တာဝမ်းနေကွာအဝမ်းနေတော့တာကြီးလိုက်ပြန်ကူပေးမယ်ဆိုပြီးနေတာစိတ်ကူးရင်လာတယ်อืมဂျပန်မှာမိုးရတော့ဂျပန်မှာပြန်ပြီးအဲဒါကတော့သူ့ပေါ်ပဲမူတည်တာပေါ့နော်။သူနေချင်းလားမနေချင်းဘူးလားအဲ့ပေါ်လဲမူတည်ရဲဆိုတော့နေချင်းလားဂျပန်မှာ။နေချင်း။နေချင်း။ဂျပန်ကတော့တော်တော် မတက်တော့တက်တော့နည်းနည်းပဲတက်နည်းနည်းပဲတက်တော့အမေကုန်ပြီဟာဒါဆိုအမကလည်းဆက်မတင်ပေးဖြစ်တော့သူတကယ်ဆိုအမတင်ပေးရတယ်ပေါ့နော်အမလည်းမတင်ပေးဖြစ်တော့ဘူးမတင်ပေးဖြစ်ပေသူသူကသူအင်္ဂလိပ်ကျောင်းတက်တော့အင်္ဂလိပ်စာနဲ့အာတခြားပေါ့နော်မြန်မာစာတော့ပေါ့အဲ့လိုမျိုးပဲသွားတယ်ဂျပန်စာအမမတင်ပေးဖြစ်တော့ဘူးဆိုတော့သူ့မေးပါတယ်ဂျပန်ပြန်သွားချင်လားဂျပန်မှာပြန်ပြီးတော့နေချင်လားသူကဟိုမှာဂျပန်မှာမွေးခဲ့တဲ့ကလေးဖြစ်တဲ့ခါကျတော့သူမနေချင်ဘူးလေမသွားလည်းမသွားချင်ဘူးနောက်ပြီးအဓိကသူ့အဖွာမခွဲနိုင်သူ့အဖွာကိုလည်းမခွဲနိုင်တဲ့ခါကျတော့မသွားချင်ဘူးလေဒါပေမဲ့တန်းကြီးလာလို့မမ တက်နိုင်တယ်ဆိုလို့ရှိရင်တော့သူ့ကိုအဲနိုင်ငံခြားကျောင်းနေပါတက်ချင်တဲ့ခါလေသူတက်မယ်ပေါ့သူအဲ့လိုလေးတော့ပြောတယ်ဘယ်မှာတတဘယ်နှစ်နေကြအဲ့နည်းလေဆိုတော့တာမွေးကလေးကဒါ၃နှစ်ဒီရောက်လာဆက်မှာ၄နှစ်၄နှစ်ကျော်၄နှစ်ကျော်နေခဲ့တာပေါ့ဟုတ်အမပတ်စံမတ်တယ်မတ်တယ်ဆိုတဲ့နေရာမှာကိုယ့်ရဲ့ခွန်အားနဲ့ရတဲ့ပတ်စံပဲမတ်တယ်သူများရဲ့ပတ်စံမမတ်ဘူးအဲ့ဒီတန်တန်ရှင်းနဲ့ရလာတဲ့ပတ်စံပဲကိုမိမစီအချင်းနဲ့ကိုသားသမီးကိုပညာသင်ချင်တယ်ကိုသားသမီးကိုကြွေးချင်တယ်ကိုမိဘကိုကြွေးချင်တယ် အာဆိုတော့ချို့ရမြေတယ်ဗောနော်မိုင်းချင်ရမ်းလုံးလုံးတယ်နော်မဆန်ရမ်းမတ်တာလားဆိုတော့ဟာမဆန်မတ်တယ်သူတော့ဘယ်ရှိရှိမလဲနော်မဆန်မတ်တာဒါပေမဲ့အမမတ်တဲ့ပဆန်အမခွန်အားနဲ့ရတဲ့ပဆန်ပဲအမမတ်တယ်အမရဲ့လုတ်အားကတကယ်ချွေးနေစာစစ်စစ်နဲ့ရတဲ့ပဆန်ပဲအမမတ်တယ် လုပ်ငန်းရှင်အကြီးကြီးပြုပေးလိုက်တဲ့ပတ်စံအမရဲ့လိုအပ်ခါကိုပဲအမှမှတ်တယ်။ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်လည်းအမအလုပ်ကိုပိုကြိုးစားပြီးလုပ်တယ်။အချို့တွေကပြောတာပေါ့နော်။အာဖိတ်လို့ရှိရင်မလာဘူး။တကယ်ချင်းနဲ့ချိန်ဖို့တွေ့မလာဘူး။အာမတွေ့ရဘူးနော်။အဲ့လိုမျိုးအလုပ်ပဲလုပ်နေတယ်။နေတစ်ချိန်လုံးအလုပ်ကြီးပဲလားအလုပ်ကြီးပဲလားဆိုတော့အလုပ်ကြီးပဲလုပ်တာမှန်တယ်။ဘာလို့ဆိုတော့အချိန်နဲ့အချိန်ခါရအမအမကအသက်40တည်းရောက်ပြီ39ပြီ40တည်းမှာဆိုအမတို့စူးစမ်းမဲ့အချိန်အမအလုပ်လုပ်နိုင်စွမ်းအချိန်ကဘလောက်ကြည့်ရမလဲအမအမြင်နဲ့လို့တွက်တယ်။ငါအမသားဟို17နှစ် ဆက်တက်နေမှာဆိုသူ့အတွက်အမပညာရေးတဲ့အမဘလောက်ပလန်ထားရမလဲအဲ့ဒီကာလမှာအမကျမ်းမာရေးရှိသေးတယ်အမမိဘကျမ်းမာရေးရှိသေးတယ်ဆိုတော့ငါဘလောက်အလုပ်လုပ်နိုင်အခုထဲကများများပြေးထားမှနောက်ပိုင်းတွေကလူကကြလာတဲ့ချိန်လေးကြီးပဲအဲ့ချိန်မှာကာမိအောင်ပေါ့နော်အမအဲ့လိုမျိုးလေးအမအမြဲတမ်းပလန်ထားတယ်ပလန်ထားတယ်ဆိုတာမကောင်းတဲ့ပလန်မဟုတ်ဘူးကိုယ့်ရဲ့ဟာချိုးဟာတွေချိုးချိုးတွေးပြီးတော့ဘာလို့ချိုးတွေးထားတာတော့မဖြစ်လာတဲ့ကာလမှာနော်အဲ့လိုဆိုတဲ့အခါကျတော့ချိုးတော့တွေးတယ်ချိုးပြီးတော့အမပလန်လေးထားအဲ့ကြောင့်မို့လဲအာအလုပ်အများကြီးလုပ်တယ်ဆိုတာက ဒီဟာတွေကြောင့်လည်းအမအလုပ်အများကြီးလုပ်ဖြစ်တာဒါကျေးဇူးရင်းတင်ပါတယ်တောက်မွေးခဲ့လို့ပြီးရင်လည်းတောက်ကိုဒီအိမ်လေးကောင်းကောင်းလေးထားပေးလို့ပြီးရင်လည်းတောက်ကိုဝင်းဝင်းဆောက်ရှောက်ပေးလို့ပြီးရင်အိမ်တအိမ်လုံးကိုပတ်စံနေဆန်းနေအကုန်လုံးအများကြီးရှာပေးလို့အားကြောင့်ကျေးဇူးတင်ပါတယ်သူဟုတ်တယ်သူကရှစ်တခါကဆိုရင်ရှစ်တလလောက်ကသူဖာပြောလဲဆိုတော့မမားတဲ့ အမအရန်ပြင်မှန်းတာပေါ့နော်အရန်တခြားကိစ္စတွေလည်းမှ stress တွေအရန်ပြီးတဲ့ခါကျတော့ဘာပြောလဲဆိုတော့ဒါရတဲ့နောက်နှစ်ကျလို့ရှိရင်တဲ့ဟိုအရဲမမားတဲ့အကြောင်းလခတွေတက်မှာဆိုလို့ပေါ့လေမမားဟိုပတ်စံရှာတာပြင်မှန်းပါတယ်တဲ့တအားနည်းနည်းလေးဈေးတင့်တော်တဲ့အကြောင်းလေးပြောင်းမလားတော့အဲ့လိုပြောတာတော့သူပြောဟဲ့ဘာလို့ပြောရမှာလဲအငါသားလေးကောင်းတဲ့ကောင်းမှာငါထားမှာပေါ့အဲမအဲ့လိုမျိုးပြောရတာပါဟုတ်ဘူးမမတက်လဲပတ်စံရှာနေရတော့တနာတယ်တဲ့ဘာလို့အကြောင်းလားကားတွေတာချူရှင်လားကားတွေထားပါတော့နော်ဒါပေမဲ့ဟိုအကုန်လုံးကချစ်ချတဲ့ခါကြတော့လေလေ သူ့ကံလေးနဲ့တူလာတာပေါ့နော်အဲသူ့ဆိုချစ်ကြရတယ်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့အကောင်လုံးဘေးကနေ support လုပ်ပေးတဲ့အမိတ်ဆွေလည်းရှိတဲ့ခါကျတော့အမထင်ထင်တာထက်တော့အရင်တော့မပင်တော့မပင်ပန်းခဲ့လို့ဆိုမဲ့ तू ကတော့တိနေရပေါ့တိနေတော့အဲသူ့ဈေးရောတဲ့ကြောင်လေးပြောင်းပေးမလား तू အဲ့လိုတော့ပြောတယ်နော်ဟုတ်တယ်နော်အဲအဲ့နဲ့အမကလေအဲမပြောင်းပါဘူးလို့တားအောင်လို့ကောင်းတဲ့ကောင်းအောင်ပဲမထားမှာအကောင်းတဲ့ကောင်းတဲ့သင်တန်းနေကောင်းတဲ့ကောင်းတဲ့ပညာရေးပဲအမရွေးချယ်ပေးမှာသူ့အမြင်နဲ့ပြောတာသူ့တစ်ခုပဲပြောတာလား အာဒါထူးချောင်လောက်ရမယ်ဆာလောက်ရမယ်ဒါပေမဲ့ game ဆော့တာဖြစ်တဲ့ကြောင် game ဆော့တာတော့ဆော့ဒါမပြောဘူးပါဆိုကိုလည်းသူ့အပြင်လိုင်းပို့နိုင်တဲ့ခါကြဒါပေမဲ့အလွန်ချုံမလောက်ရဘူးအာဆာကိုတော့စူးစမ်းရမယ်အဲရင်းရင်းချစ်ချစ်ပြောရမယ်လိမ့်လိမ့်မှာပြောမယ်ဒါပေမဲ့လည်းသူကအเจ้าမှလည်းဆရာကြီးတို့ကတော့ဆာသူ့ကိုလိမ့်မာတယ်ချစ်ကြတယ်ချစ်ကြတယ်အဲသူ့ဆိုတော့တော့ဘာခံလာတာအเจ้าမှအဲအတွင်းအတွင်းရင်မူတဲ့အเจ้าမသူအတွင်းရင်မူတဲ့လိန်မာလို့ဆိုရဆရာကြီးဆိုလည်းအမြင်နဲ့ပြောတယ်မင်းသားအရန်လိန်မာတာအဲသူ့မင်းသားလို့ခေါ်တယ် မင်းသားလေးကရမ်းလိမ်ပါတာအဲအเจ้าမဆရာမလေးဆရာမတွေဆိုလဲရမ်းရင်ကြီးကြီးနဲ့သူများကိုရမ်းလို့တဲ့စိတ်လဲသူကမရှိဘူးအေးချစ်ချမ်းလေးပဲဆိုအဲ့ဒါလေးတစ်ခုနဲ့တည်းအမပီတိဖြစ်ရတယ်ပေါ့နော်အเจ้าသားမိဘလို့အစည်းအဝေးတွေတော့တတိုင်းလဲအာကလေးကလေးတယောက်ကတော့ဘယ်လိုမျိုးလှုပ်လိုက်လို့ဘာညာအဲ့လိုမျိုးတိုင်းတာတော့တခါမှမခံရဘူးအချီကျူးတဲ့စကားလေးတွေပဲကြားရတယ်အာသူစူးစမ်းတာလေးတွေသူလိမ်မာတာလေးတွေပဲအမြင်နဲ့ကြားတော့မိဘတယောက်အနေနဲ့တော့အရင်ပီတိဖြစ်ရတယ်